ောင်းရှားကိုကြာဖြစ်သွားတဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်။ပြီးရင်ဒါစစ်ဘေးရှောင်ကစစ်ဘေးရှောင်လို့ဒုက္ခရောက်ပါတယ်ဆိုတော့အဲ့နေရာကိုထပ်ပြီးတော့ကျဲတဲ့ဖြစ်စဉ်မျိုးတွေရှိတယ်။ဟုတ်တယ်။အဲ့ကြောင့်အဲ့လောက်ကြီးကြီးရုံရုံမှမှလှုပ်ထားတဲ့ကောင်းနေအခုလိုမျိုးသတင်းတွေပြန်ကြားရတော့လေ။အဲ့ကြောင့်လည်းကျွန်တော်ဆရာကြီးကိုမေးတာပါနော်။ဝန်တာကျွန်တော်မေးတာ။အတိကအဲ့ဆရာဒါ ပြောစရာရှိရတော့ပြောအောင်ပါမနော်ဟုတ်ကဲ့ပြောအောင်ပါအခုကဒီအခုမင်းအောင်လိုက်သူအပြစ်ခတ်ရက်တယ်ပေါ့ပြစ်ခတ်ရက်လိုက်တယ်ရက်20နော်ရက်20သူပြစ်ခတ်ရက်ဆေးတယ်အဲဒါကလည်းဒါမကောင်းတဲ့လို့မကောင်းတဲ့လို့အတန်ထုတ်တဲ့ပုံစံမျိုးအဲပြောရမယ်ဆိုရင်သူ့ကိုယုံကြည်လို့ရတာမျိုးမဟုတ်ဘူးအဲပြစ်ခတ်ရက်ဆေးပါလေဆိုတဲ့အချိန်မှာကိုပဲဒီကောင်ဘုံကျဲနေရတယ်တိုက်ခိုက်နေရတယ်အဲပြီးရင်သူ့ဒါသူ့တက်ကစစ်သားတွေက ဒီရွာတွေမှာလိုက်ပြီးတော့ဘီရှုနေရတဲ့တောက်လျှောက်လုံနေတာပေါ့နော်။အဲကြောင်ဒီကောင်ယုံကြည်ကြတော့မရှိဘူး။ဒါကြောင့်မလို့လေဒါ KIA တို့ပါလို့ဆိုရင်အထုတ်ပြန်ထားတယ်ပေါ့နော်။အမေထုတ်ပြန်တဲ့ဟိုဟာကိုပဲမေးပြန်ချိုးဖောက်နေဒီကောင်ကဂရိမတီဘူးဆိုပြီးတော့ပြောထားတာမျိုးရှိရပေါ့နော်။အဲ့တော့တော်လိုင်းဖွဲ့စည်းတွေဘက်ကဂရစ်တီပဲမယ်ဒီကောင်ဘက်ကဂရစ်မတီရတယ်ရှိတယ်။အဲ့တော့ဒီကောင်ယုံရတဲ့ကောင်တော့မဟုတ်ဘူးပေါ့နော်။ပြီးတော့ဒီလိုအခုလိုဒါသူပြစ်ခတ်ရက်စဲတယ်ဆိုတာလည်းခုနကအခုထိုင်းမှာလုပ်တဲ့ဒါ Vinstat Seaway ပေါ့နော်။အဲ့ဥစားကိုသွားတဲ့အချိန်မှာ ပြောလို့ကောင်းအောင်လို့ ဟဲ့တရားပြောလို့ကောင်းအောင်လို့သူကတရားနဲ့ပတ်သက်လို့ဒါသူလည်းအပြစ်ခတ်ရထားပါတယ်ပေါ့နော်သူလည်းဒါပြည်သူတွေနဲ့အတူတူဒါဟိုကြည်ကွယ်ဝင်နေပါလေဆိုတဲ့ပုံစံမျိုးတွေလှုပ်ချင်လို့အဲဒီဟာကိုအကြောင်းပြချင်လို့ပေါ့နော်အဲသူသူကိုယ်တိုင်ဒါအပြစ်ခတ်ရဆဲဆိုတဲ့ပုံစံမျိုးကိုအချိန်မီထုတ်ပြန်တယ်လို့ပြောမှာပေါ့ဟုတ်တယ်ဘာလို့လဲဆိုတော့ရှေ့ကလာမှာကြည်ပါလားရက်တောင်မှမချားဘူးလေအကောင်စစ်တိုက်မယ်ဆိုပြီးတော့စစ်ဆက်တိုက်မယ်ဆိုပြီးတော့ပြောတယ်ဟုတ်တယ်အဲအဲ့ဒီမတိုင်ခင်ဒီစီဝေးလဲဟိုဟာနီးလာတဲ့ခါကျတော့ချက်ချင်းတရက်ပဲချားတယ်ပေါ့နော်အဲသူလည်းအပြစ်ခတ်ရဆဲပါဆိုပြီးပြောလိုက်တော့ပေါ့နော်အဲကြတော့ အဲအဲ့စီဝေးကိုသွားတဲ့အချိန်မှာပါသွားတဲ့လေလေလေတက်ကောင်နေရှိတယ်ဟုတ်တယ်အဲ့ဒါတွေကပါလေဒါမင်းအောင်လိုက်လိုက်မဲ့ဒါလေမှာပေါ့နော်အဲဒုတိယဘုံမူမင်းမင်းဆိုးသူကလေမူဟုတ်တယ်နော်ပြီးရင်ဘုံမူနေထွန်းဦးသူကအကူလေမူအဲပြီးရင်ဘိုးကြီးမင်းမင်းထိုက်အကူလေမူဘိုးကြီးအောင်ကျော်မြင့်ပေါ့နော်လေချောင်းအင်ဂျင်နီယာပြီးတော့ဘိုးကြီးဒေါ်ချိုတက်ထားသူကလေချောင်းလမ်းညွန်အရာရှိဆိုပြီးတော့ဒီကောင်နေလိုက်သွားမှာ အဲ့အိုက်ကောင်ကြီးရောင်းသိကျင်တယ်ဟုတ်ဟုတ်ဒါဟိုအကုတ္တကောင်ဘေးနောက်မှာလိုက်သွားတဲ့အကုတ္တကောင်လေးတွေပေါ့နော်အကောင်လေးတွေကြောင်းသိကျင်တယ်ဟုတ်ဟုတ်ဒါမင်းမင်းဆိုးကတော့ကျွန်တော်နဲ့မင်္ဂလာတောင်လေးတဲ့စကန်ဌာနချုပ်မှာတဲ့တူတူနေခဲ့တာပေါ့နော်ဒါသူ့ဘုံဘုံမင်းမင်းဆိုးဆိုတော့တော့ပေါ်ပါအောင်အဲမင်း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 ဆိုးကအရင်တော့ကျွန်တော်တို့မင်္ဂလာတောင်လေးတဲ့စကန်ဌာနချုပ် MS6 ဒါ Y8 တင်ပို့ဆောင်ရေးအုပ်မှာအဲ့တော့ကတော့ကပရိန်ပေါ့သူကတုံးပွဲနဲ့ဟုတ်တယ်ရေးအုတ်တရေလောက်ခဲ့တယ် မင်းမင်းဆိုးအင်းမင်းမင်းဆိုးကလည်းခုနလိုဟိုအုံမှုလိုပါတော့ဘောခုနထက်ရာရှိခိုင်းသမျှကိုတိုက်တက်တွင်မသိလှုပ်လေလှောက်တာရှိတဲ့ကောင်မျိုးပေါ့နော်သူ့ရဲ့မိန်းမကျော်ဒါဟိုပါဘောခိုင်ဝင်လက်ခိုင်ဝင်လက်ဆိုတာမြောက်ရီရုပ်တံမှာဒါတရင်ကျင်ညာတဲ့ဟိုအရင်ကစီနီယာကြီးပဲခိုင်ဝင်လက်ကအင်းအမြဲတမ်းဟိုမြောက်ရီတရင်ဌာနမှာတရင်ကျင်ရတယ်ဆိုရင်ခိုင်ဝင်လက်အမြဲတမ်းဘူသားကြီးသားလေလိန်နေကောင်ချင်းပြန်ခိုင်ဝင်လက်ကလည်းကမြောက်ရီရုပ်တံအဆိုတော့ သူကလည်းခုနအရာရှိအထက်ဟိုပါပေါ့ရာရှိကြတော်တို့ပါတော့ရာရှိတို့ဘောဘောမာတာပေါ့ဒါအဲ့ဒါမျိုးတွေခိုင်ဝဲလက်ကောမမင်းဆိုတော့ဒါကျွန်တော်အတိတ်ကြီးပဲပေါ့နော်အဲကြီးစရာအနေနဲ့ဒါခုနခိုင်ဝဲလက်ရဲ့ညီမတို့ပါလို့ဆိုရင်ဒါခုနခိုင်ဝဲလက်ကဘောမာကောင်းလို့သူညီမတို့ပါလို့ဆိုကတ်စတန်တို့ပါတော့နေရာကောင်းနေပါရရတာဩနေရာကောင်းငဖားတွေငဖားတွေနေရာကောင်းမရခင်မှာခုနလို့ဒါခိုင်ဝဲလက်ညီမတင်တူတွေပါတက်ပြီးတော့ ကတ်စတန်အောင်လှုပ်သွားခြောက်တာခြောက်ခြောက်တဲ့အချိန်မှာပဲမင်္ဂလာတော့ကျွန်တော်တို့လေစိတ်ကိုသွားတဲ့ဘက်ပေါ်ရေစင်ကိန်းမှာအဲသူ့ရဲ့ခုနတင်တူးတွေပဲပြုတ်ကြတာပေါ့တေချာမတေချာမတက်တာပေါ့တေချာမတက်ပြုတ်ကြတာရဲဘော်တွေရှိရှိပြုတ်ကြတော့အချက်ကွဲတာပေါ့နောက်ပိုင်းအဲ့တင်တူးတွေပဲမတက်တော့ရှိတာအရှိလှုပ်ရှင်တယ်ပါလေအဲ့တင်တူးတက်လို့ခုနကတ်စတန်ဘူပတိဘာမတိနဲ့ကတ်စတန်နေရပေးလိုက်တာပေါ့ခိုင်ဝင်လိုက်ရညီမအောင်အင်းအဲခုနကသူဟိုဘုံမူ ဟိုပါဘောအဲ့ကောင်ကကျတော့ဒါမင်းမင်းဆိုးနော်မင်းမင်းဆိုးသူ့ဘုံကြီးမင်းမင်းဆိုးဆိုတာအဲ့ကနေဒီမှာခုနကဝိုင်းအဲ့ကနေဒီမှာဒီ focus sample ကိုရောက်သွားတာဩ focus sample စီးတဲ့ဟာမင်းအောင်လိုက်စီးတဲ့လေပေါ့ focus sample ခုလက်ရှိကမင်းမင်းဆိုးကအုံမှုဖြစ်နေဩအုံမှုဆိုတော့ပြည်တဲ့အတိုင်းပဲခုလက်ရှိကလင်းစီဈေးကလည်းကောင်းတာပေါ့တိုင်းကြီးတစ်လုံးဆိုရင်ပဲ9သိန်းအထက်မှာရှိတယ်10လုံးဆိုရင်ပဲ3 90အလုံးတရာဆိုရင်3 900ဆိုတော့ဒီကောင်တွေက လုံမဟိုအောင်ပြင်ပေါ့နော်ဒီ focus sample ကလည်းချက်လေဖြစ်တဲ့အတွက်ကြောင့်စီစားနှုန်းကလည်းများတယ်ပေါ့โอเคဘောမနော်ဟုတ်တယ်ဟုတ်တယ်ဘောမအဲနောက်ဟိုဘောပုံမှုနေထုံးနေထုံးကတော့ဒါခုနအေဒီယာအေဒီယာပိုက်လောက်ရတယ်ဒီမှာဒီခုန focus sample ကိုရောက်သွားတာအဲသူကြည်တော့ခုနလို့ကုတ်ဆောင်ကုတ်ဆောင်နဲ့အေးအေးပဲဒါပေမဲ့ကြောင်ရှိပဲဒီကောင်နေရကြောင်ရှိပဲဒီခုနအဲ VIP နေမောင်းနဲ့အုတ်ရောက်သွားတဲ့ကောင်မှန်သမျှတော့ ဒါကြောင်ချီးတွေတော်တော်များတယ်ပေါ့နော်ခုနကတော့ရှဲဘောစစ်တာစစ်တာတို့အဲ့လိုကောင်မျိုးတွေအဲနောက်တစ်ယောက်ကတော့ခုနဟိုပါဘိုးကြီးမင်းမင်းထိုက်မင်းမင်းထိုက်ကပိုဆိုးတယ်။အဲ့ကောင်ကဒါမင်္ဂလာတော်ကျွန်တော်တို့လေးတယ်ကလေးလေးစကန်ဌာနချုပ်15အုပ်ကပေါ့ peace day ရနေမှာဒီကောင်ကရောက်သွားအသားမဲမဲပိတ်ပိတ်ရှိရှိနဲ့အောင်ပေါ့ဒီကောင်ကတော့ခုနလိုရဲဘော်ပေါ့စစ်တာတို့ဟောက်တာတို့သူ့ဘုကသူစစ်ကောင်လုံးလို့ဘာလို့လို့ဒီလို ငကြင်ငရဲ့ကောင်ပေါ့လေအငယ်ဆုံးအဲ့မင်းမင်းထိုက်ဆွဲကောင်อ่ะအဲ့လိုဇလန်းနေနောက်ခုနကဘိုးကြီးအမျိုးသမီးပေါ့တော်ရှုတထားတထားတော်ရှုတထားဆိုတာခုနကသူကဟိုပါပေါ့ကျွန်တော်တို့ဒီလေမောင်းတင်တန်းကြောင်းနေမှာဟို flying ပြုတ် flying ပြုတ်တာလေမမောင်းတော့ flying ပြုတ်တဲ့အခါကျတော့သူ့ကိုခုနကဝင်းတချမ်းနေပဲဝင်းတချမ်းပေးပြီးနေပြီးကြတာပေါ့လေချောင်းလမ်းပြလေချောင်းလမ်းပြနေမှာအခုဟိုအခုရာရှိဖြစ်သွားတာပေါ့ဒါဒါလေးဆိုရလဲခုနကလို့ ဘောမားတဲ့လူတွေဖားတဲ့ရားတဲ့သူတွေဒါဒီလိုအုပ်တွေရောက်တာပေါ့ဘယ်လောက်တော့မှဘောမားလဲဆိုပြုတ်တာတော့မှပဲအဲ့လိုနေရာရအောင်ပြင်ယူသေးသေးရနော်ဟုတ်တယ်ဟုတ်ပြောတာခုနကလိုကြစ်တဲ့ရစ်တဲ့ကောင်တွေလက်အောက်ကိုပြန်မကြည့်တဲ့ကောင်တွေဟုတ်ပြီးတော့အထက်ကလူကြီးပါခိုင်းခိုင်း ်ဟိုအဆင်ပြေ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 ရအောင်လုပ်ပေးမယ်ဆိုတဲ့ကောင်မျိုးတွေပေါ့နော်ဟုတ်တယ်ဟုတ်တယ်အဲအဲ့လိုကောင်မျိုးတွေပဲဒီနေရာကိုရောက်လာဆိုတော့ဒါထူးတော့မထူးဆန်းဘူးပေါ့နော်အဲ့တော့ပြောရရင်တော့အတုအခုတို့ကောင်လေးတွေပေါ့နော်ဟုတ်တယ်ဒါဖေနဲ့ပဲတော့တပူးတွေပါသွားမလဲပေါ့နော်ကျွန်တော်လည်းမျောတယ်ပြက်ကြတာတို့သိလားလေးစိတ်မှာဖန်းခံရတာတို့သိလားအဲ့လိုမျိုးပုံစံမျိုးလေးကြားပါစေဆိုပြီးမျောတာပေါ့နော်။ဒါဒါဆိုရင်တော့တော်တော်လေးကိုဟိုဝမ်းသာစရာကောင်းမယ်တရင်နေဖြစ်သွားမှာပေါ့နော်။ဟုတ်တယ်။အခုတော့သူက ICU ကိုသွားတယ်ပေါ့။အဲပြီးတော့ဒီအခု လိုက်ပို့တဲ့ကောင်တွေရဲ့အကြောင်းဒါဆရာကြီးလက်တိလောက်ပြောတာပေါ့နော်ဟုတ်ပြီးတော့ဒီရက်ထဲမှာဆိုလဲဒါပြည်သူကတော့တော်တော်လေးဒုက္ခများကြတယ်ပေါ့နော်ဒုက္ခများကြတယ်အဲဒါဗီဒီယိုဖိုင်လေးဆိုလဲတွေ့ရဟလား Grey War Hotel တို့ကြတဲ့အချိန်မှာဆက်မရှာတော့ဘူးဆိုပြီးတော့လုတ်တဲ့ဟာမျိုးမှာဒီလမ်းဘေးမှာအာတောင်းပန်နေတဲ့ဒီဟိုပါဘောနော်မိသားစုတွေပေါ့နော်အဲ့လောက်ချီပြောင်းငိုယိုပြီးတော့ဆက်ရှာပေးကြပါအထင်မှရှိပါသေးတယ်အချိန်မချမ်းစာစရာတွေပေါ့နော်တကယ်ကိုဟိုဘယ်လိုပြောမလဲဟိုဒီရက်ထဲမှာ မွန်ကြက်တော့ဗောနမွန်ကြက်အကုန်လုံးကလည်းဒါကြီးကိုကြည့်ပြီးဘလို့မှအဆင်မပြေဘူးဗောနအဲအဲ့ဂျားတွေတွေကမှာပဲဟိုရှာကြံပြီးတော့တရင်တရင်ကောင်းနေရှာကြံပြီးတော့ပျော့သွားတဲ့ခိုက်တံလည်းရှိတယ်ဟုတ်တယ်အဲ့ဒါဘာကြောင်ဟိုးစားဒါအခုနောက်ဆက်တွဲကိုကြီးကနေပြီးတော့တရင်ပေါ့နေပြီးတော့ရေခုနတရားဦးရေလို့ဆိုတော့သူတို့ခုနတက်ရင်တော့တက်တွင်းထဲကိုဝင်ဝင်နေတဲ့လူတွေတောင်မှလုံးဝအဝယ်မခံဘူးအဝယ်မခံမင်းနဲ့ခုနလုံချိုကြီးတိုးမြှင့်ချထားပြီးတော့ဒီတက်တွင်းထဲက information ပေါက်ကြားမှာဆိုလို့ ဒါပေမဲ့ဟိုကြားတဲ့နေနဲ့ကိုစုံစမ်းတာပေါ့စုံစမ်းတဲ့နောက်ဆက်တွဲအေလာလေစိတ်ဒါလေတက်ကအဖွဲ့တွေပြန်စုံစမ်းတော့အယောက်40အထက်မှာထပ်ပြီးတည်တာတွေရှိတယ်နေပြီးတော့အေလာနေပြီးတော့အေလာလေစိတ်ကအာလေတက်ကပေါ့လေလေတက်က40အထက်မှာရှိတယ်အဲ့ဒီထဲမှာမှခုနကောင်းကြီးပိုင်း2ယောက်ပါတယ်ပေါ့နော်ကောင်းကြီးပိုင်း2ယောက်ဆိုရင်တော့ကျွန်တော်တို့ကဒါဒုဘူဘူကြီးလည်းပဲတော့ သုံးတက်ဒီတက်မှာဒုဗုံမူကြီးဆိုရင်နော်ဟုတ်တယ်အော်ဒုဗုံမူကြီးဆိုရင်သူကအုံမူတက်မူဌာနာမူအဲအဆင့်တွေပဲအဲအဲ့လိုမျိုးသုံးတက်တာပေါ့အဲ့ဒီမှာမှာခုနဒါလေးတဲ့ဆောင်တွေပါရေဆိုရင်ဘိုးကြီးကခုနမြင်းညီတက်ပေါ့မြင်းညီတက်တို့ပါလို့ဆိုရင်တစ်ခက်လုံးအောက်ကိုမြုပ်သွားပြီးတော့လုံးဝအခုလို့မရတဲ့ပုံစံမျိုးတွေအထိကိုဖြစ်နေတာရှင်လက်လက်မြင်းမျိုးပါရှင်လက်လက်မြင်းမျိုးတာပေါ့မြင်းမျိုးပြီးမှအခုနောက်ပိုင်းဆိုဒါပုတ်စော်တွေပါနေနန်းနေရနန်းနေပြီးတော့ခုနကသူတို့က တအားအခုထိလက်ရှိလည်းလှုပ်နေတော့မြင်ကလေးကလှုပ်နေတဲ့အချိန်မှာကျတော့တို့ကမနေရဘူးမနေရတော့ခုနအပြင်နေမှာထွက်နေဟိုနေစရာမရှိဘူးပေါ့တချို့ဆိုရင်ဒါဟိုလိုင်းငန်းတွေပါတွေပြို့သွားတော့တချို့အမျိုးသမီးနဲ့ကလေးတွေဆိုရင်ဒါသူ့ယောက်ျားကင်းဂျူတီကြတဲ့ကင်းယုံလိုက်နေရတာတွေအဲနောက်တစ်ခုကခုနပုံမှုကြီးအဆင့်နေပါလေဆိုရင်ဒါသူ့အိမ်နေစရာမရှိတော့လို့မူဂျိုเจ้ามาตั้วနေရတယ်မူဂျိုเจ้ามาตั้วနေရတယ်အဲ့လိုตั้วနေရတာ နောက်တကူကဘာလဲဆိုရေမီးတွေอ่ะစမလာတော့သူတို့ခုနလိုဟိုဟိုစားတောင့်နေထိုင်ဘူးကလုံးဝအဆင်မပြေတော့ဘူးเนาะအပေါ်အလေးသွားတာအစအဲ့လိုတချို့ဆိုရင်ဒါမိမိရဲ့ဟိုပါမိဘတွေရှိတဲ့ရန်ကုန်မြို့တွေဘာတွေပြန်လာတဲ့လူတွေလည်းရှိတယ်ပေါ့ဟုတ်အဲဒါရှာကြံပြီးတော့တိရတဲ့တရင်ကောင်းပေါ့လေနော်တရင်ကောင်းဒီကောင်းนี่ဘလောက်ဖုံးတာဖုံးတာ ဒါတစုံတစားတော့ဒီကြောက်ပေါက်ထွက်လာမှာပဲပေါ့နော်အဲပြီးတော့ကျတော့သူတို့တွေအခုလိုမျိုးဖြစ်ပျက်နေတဲ့ဟာကိုသူကအပြေအောင်ပေးမသိခြင်းဘူးဆိုတာအကြောင်းရှိရဲ့ဟုတ်အထဲထဲမှာအဲ့လောက်ကြီးတဲ့အခြေအနေဆိုးနေတဲ့အချိန်မှာသူတို့အုပ်ချုပ်မှုကိစ္စတွေဘလို့မှအဆင်ပြေအောင်လုပ်နိုင်မှာမဟုတ်ဘူးဟုတ်တယ်ထိန်းချုပ်ဖို့လည်းမလွယ်ဘူးသိရမလားဟိုတေကြကြေကြတဲ့ဟာတွေလည်းသူတို့မကယ်နိုင်ဘူးဟုတ်တယ်အဲပြီးရင်လုံခြုံရေးအတွက်ဆိုရင်လည်းသူတို့အင်အားတွေညော့ပါတယ် အဲ့လိုနေသားမျိုးမှာအပြင်ကတော်လိုင်းတက်ဖွဲ့တွေတိသွားခဲ့ရင်ဝင်ကြိတ်ခံရမှာလဲသူကြောက်ကြဟုတ်တယ်အဲအဲအကြောင်းမလို့သားခုနလိုဟိုအမြဲတမ်းဝင်ခွင့်ရနေတဲ့သူတွေကစဝင်ထွက်ခွင့်မပေးတော့ဘူးနော်မပေးတော့လားဟိုနောက်တစ်ခုကဒါဟိုဟန်ကာဟန်ကာခေါင်မိုးချုပ်တန်းနေဆိုတာတချို့ဟန်ကာရေဆို တွဲလောင်းတွေကြီးပဲอืมจู่ပြီးတော့တွဲလောင်းတွေကြာနေတာလေအဲအဲ့ဒီမြင်ခွင့်လေးလည်းမြင်တယ်ဗောနော်ခုဒီဟိုဘာမှဟန်ကာတွေဘာတွေမလုံးနိုင်ဘူးဒါ အိမ်တောင်တဲ့လိုင်းကန်းတွေဆိုတာမပြုတ်ပြင်နိုင်သေးတဲ့အနေထားမျိုးခုနလုံခြုံရေးလောက်အောင်လားခုနမြေမြူသွားတဲ့မိသားစုကိုပဲကယ်ရမလားဘာလို့လို့ဘာကယ်ရမှမသိတဲ့ပုံစံမျိုးတွေဖြစ်နေတာပေါ့อืมအဲ့တော့ကြောင့်ဒီအပြက်ခတ်ရဲဆဲဆိုတာလေဒီအကြောင်းနေလဲပါမယ်ဟုတ်သီလားဒီကောင်းနေပြင်ဆင်မှုအတွက်ကိုအချိန်ယူတဲ့ပုံစံမျိုးပေါ့နော်ဟုတ်တယ်ဟောတော်တော်အသက်ရှူချောင်သွားမှာဒီဘက်ကတော်တော်တက်ဖွဲ့တွေကလည်းဒါပြည်သူတွေနဲ့အတူ ထပ်တူကြေကွဲရလို့ဒီလိုမျိုးပြစ်ခတ်ရဲဆဲတာပေါ့နော်အဲ့ကြောဒီကောင်းအတွက်ကတော်တော်ကိုတက်ရှူချောင်းသွားမှာမဟုတ်တော့မလွယ်ဘူးအဲဟိုဝင်သားဆော်လို့ရတော့နော်ဒီချိန်ကတည့်ရတိုင်းပဲဟိုဘာမှကိုလုံးနေမှာမဟုတ်ဒီကောင်းနေနေထားပေါ့နော်ပြီးတော့အခုသူတို့ဘက်မှာရှိတဲ့ဒီဝင်တန်းနေပေါ့နော်သူတို့ရဲ့တောက်တိုင်နေပေါ့နော်အဲ့ဖွဲ့ဆိုလဲအခုပါလဲဟိုအဲ ပြင်မာနေလို့ပြင်မာနေအထဲမှာပျက်စီးသွားတယ်ဗျာပျက်စီးသွားလို့နေလို့အဆင်ပြေတော့လို့ပြင်မာထွက်နေရထွက်နေရတဲ့အချိန်မှာဓမြတိုက်ခံဓမြတိုက်ပြီးနော်ဟိုမူပူရကင်းမှောက်နော်အဲ့ဒါလူရဝဲဆွဲအဲအဲ့လိုပုံစံမျိုးဖြစ်နေရပါတော့အဓိကကျွန်တော်တော့ဟိုသူတို့တွေဖြစ်တဲ့တရင်ကိုကြားတဲ့ခါကျရင်ဟိုလူသားချင်းဆိုတဲ့ဟာမျိုးမတွေးနိုင်ဘူးဗျာဟုတ်တယ်မတွေးနိုင်ဘူးဘာလို့လဲဆိုတော့ဒီ latest ဆိုတဲ့ကောင်းနေဆိုတာလည်း ပြည်သူတလောက်ရဲရဲဆက်ဆက်ဘုံကျဲတိုက်ခိုက်နေတဲ့កောင်မျိုးတွေဟုတ်တယ်အချို့ပြည်သူမှာဆိုရင်ဒါမိသားစုလိုက်ပျောက်သွားတာတွေရှိတယ်အချို့ဆိုရင်ဒါလုံးဝကိုယ့်ရဲ့ရင်သွေးကလေးငယ်လေးတွေပေါ့နော်လုံးဝကောင်းရှားကိုချဖြစ်သွားတဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်ပြီးရင်ဒါစစ်ဘေးရှောင်ကစစ်ဘေးရှောင်လို့ဒုက္ခရောက်ပါတယ်ဆိုတော့အဲ့နေရာကိုထပ်ပြီးတော့ကျဲတဲ့ဖြစ်စဉ်မျိုးတွေရှိတယ်ဟုတ်တယ်အဲ့ကြအဲ့လောက်ကြီးကြီးရုံရုံမှမှလှုပ်ထားတဲ့កောင်တွေအခုလိုမျိုး သတင်းတွေပြန်ကြားရတော့လေအားကြောင့်မလို့ကျွန်တော်ဆရာကြီးမေးတာပါနော်ဝမ်းသာခြင်းတော့မေးတာအဓိကတော့အဓိကအခုချက်ချင်းကိုဝတ်လေတာပါဟုတ်တယ်ဟိုဘာမှတိတ်ကြသေးတဲ့နှစ်ကာလအချိန်တွင်းမဟုတ်သေးဘူးမဟုတ်တဲ့အချိန်မှာခုနပြည်သူတွေကိုဘဝပြတ်အောင်မိသားစုတွေတပွဲတပြားဖြစ်သွားတဲ့ဘဝတွေဟုတ်တယ်နော်နေစရာအိုးအိမ်မဲ့သွားတဲ့ဘဝတွေအခုလက်ရှိတည်းသူတို့နေစရာအိုးစိမ်အိုးအိမ်ကိုမရှိတော့မရှိတော့လိုင်းကန်းထဲမှာနေတာတော့မှဒါဟို ငလျင်းဆက်လုံနေတော့မနေရဲလို့အပြင်မှာကြုံတလိုမျိုးတာလဘတ်နဲ့ချင်းအိတ်ရတဲ့ဘဝမျိုးတွေဟုတ်လက်တွေ့ခံစားနေရပြီဟုတ်တယ်ဟုတ်ဟုတ်တယ်ရုပ်စာဒါကြောင့်ဟိုအဆိုးတွေကကျွန်တော်ကြားကျင်တဲ့သတင်းကောင်းလို့ပဲပြောရမှာပေါ့နော်ဟုတ်ပြည်သူတွေခံစားနေရတာလည်းသိတယ်ဒါမဲ့လည်းဒီလိုမျိုးဒါတစ်ဖက်ရန်သူရဲ့ခုနလိုအဲကြာရှုံးနေတဲ့ကြာရှုံးကန်းနေရတယ်နောက်ထောင်လို့လည်းကောင်းတယ်ပေါ့နော်ကောင်းတယ်ပြီးတော့ကြတော့ဒီသူတို့ကိုထောက်ခံနေပါတယ်ဆိုတော့ဝန်ထမ်းနေပေါ့နော်သိနေချင်တာအဲသူတို့လည်းအခုညီအခုချိန်မှာလို့တယ် လူတဲ့အချိန်မှာရှင်းကောင်စီကမပေးဘူးသူကဟန်ပြပဲလုပ်တယ်လေအခုနလိုဒါပြလို့ကောင်းမဲ့ဟာမျိုးပဲသူလိုက်လို့စဉ်းစားထားပြီးမလုပ်ဘူးအဲတကယ်တမ်းသာပြည်သူကိုမျက်နှာမူမယ်ဟဲ့ဆိုရင်ပြည်သူကအခုကြည့်ကုနေကြတာကိုနီကိုဟန်နေပါတော့တက်နိုင်သလောက်ဒါဝိုင်းဝန်းပြီးတော့ကုပေးနေကြဒါလည်းဒါဝမ်းသာစရာပဲပေါ့နော်ဟိုခုနလိုပေါ့ဟိုမခွဲခြားပဲနဲ့ဒါတို့တွေပြည်သူ့ဘက်မှာရက်တည်ခဲ့မယ်ဆိုရင်တို့တွေလည်းဒီလိုမျိုးအကူအညီတွေရနိုင်မှာပဲ အခုဒီလေစီဒီယမ်မလောက်ခွဲနဲ့အခုဒါခိုင်းသမျှစစ်တပ်ကခိုင်းသမျှကိုပို့ရတယ်ဆက်လုံနေတော့ဒါအခုကျွန်တော်တို့မန္တလေးမြို့မှာရှိတဲ့ပြည်သူတွေအိုးမဲအိမ်ပဲဖြစ်နေတဲ့ပြည်သူတွေဒါကျုံးပလဲမှာသွားပြီးတော့တာလဘတ်နဲ့သွားနေရတဲ့ပြည်သူတွေရဲ့ဘဝအောင်မှာခုနဒါအစိုးရဝန်ထမ်းမိုင်းနဲ့လှည့်ပြီးအော်နေတဲ့ဒီကျုံးပလဲမှာနေခွင့်မရှိပါဘူးဆိုပြီးတော့မောင်းထုံနေတာဒီကျုံးလေးရရေုံမရှိုးပါနဲ့ဆိုတော့ ြည်သူတွေကအခုလက်ရှိရာကိုရတကယ်ပုံပြင်းတဲ့ຢာတွေလည်းဖြစ်တယ်။အိုးအိမ်မရှိတော့တဲ့အချိန်မှာဒီကျုံပေးမှာပဲရေရှိုးတာတော့ဘာလို့လောက်ချင်လုံးပါဘော။ဒါအောင်မောင်းထုတ်နေတာ။မောင်းမောင်းထုတ်ပြီးတော့ကိုကြီးစာစီမရှိဟုတ်တယ်။ဒါကုသိုလ်တော်ဖရာဘေးနာဒါယာယီတဲအလုံး80ယာယီတဲအလုံး80ဆိုတာဘောကြီးကခုနရက်ွက်တရက်ရက်ွက်စာတော့မရှိဘူး။ဒါမန္တလေးတစ်မြို့လုံးနဲ့တွေ့ကြည်ဘော။အဲကုသိုလ်တော်ဖရာဘေးမှာပဲသွားနေဖို့ ျွန်တော်တို့ပြည်သူတွေကိုမောင်းထုတ်နေတာပေါ့နော်ဒီလိုမျိုးစုတ်တီးစုတ်ပဲ့လူအောက်တန်းကြတဲ့လူတွေကလည်းအခုရှိနေတော့ပဲပေါ့အဲကြောင့်အဲ့ကောင်ကြီးလည်းမကြပါဘူးနော်အခုလိုမျိုးဒါပြည်သူကိုနှိပ်စက်နေတာတွေပြည်သူကိုကိုချင်းမစားတာတွေပြည်သူတခုခုဆိုရင်ပေါ့နော်အထက်ကခိုင်းတဲ့အတိုင်းလုံမယ်ဟေ့ဆိုတဲ့កောင်မျိုးတွေကတော့ဒါမကြဘူးပေါ့နော်အခုဆိုရင်ကိုပဲဒါတဖြုတ်ယုတ်ပုံစံမျိုးတွေဖြစ်လာနေပြီဒီပြစ်ခတ်ရစဲပြီးတဲ့အချိန်ကြရင်လည်းဒီកောင်နေလည်းပြင်ဆင်ပါပဲအဲ့လိုပဲကျွန်တော်တပ်ဖွဲ့တွေကလည်းပြင်ဆင်ပါပဲပေါ့နော် အဲ့အချိန်ကျရင်လည်းအောင်မြင်မှုတွေထပ်ပြီးတော့ရအောင်မယ်လို့လည်းဒါကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီချက်ထဲမှာတည်ရတဲ့ထပ်ပြီးတော့လိုက်လံစုံစမ်းလို့တည်ရတဲ့နောက်ဆက်တွဲသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြရတာပေါ့နော်အဲ့ဒါပြီးတော့ဒီမေအောင်လိုင်းကိုလိုက်ပြီးတော့အခုတို့အတူတူယူတဲ့ကောင်မျိုးတွေလည်းပါတာပေါ့လေနော်အဲ့ကောင်တွေရဲ့အကြောင်းကိုလည်းကျွန်တော်ဒီလောက်ပြောပြပေးထားဖြစ်တယ်အဲ့နောက်ဆုံးအနေနဲ့ဒါကျွန်တော်ပြောချင်တာလည်းရှိတယ်ပေါ့နော်အဲ့ဒါကတော့ဒါကျွန်တော်စကိုင်းမန္တလေးစကိုင်းပေါ့အဓိကစကိုင်းဘက်မှာရှိတဲ့ဒါကျွန်တော်ကိုနေ့ကကျွန်တော်ကူလိုက်နိုင်တယ်ဆိုတော့ အညီလေးကသူအချင်းကြီးအကြောင်းအကြောင်းအကြောင်းညာတွေပြောပြတယ်ဗောနော်ပြောပြတဲ့အချိန်မှာစကိုင်းမှာရေခက်ခဲတော်တော်ဖြစ်ဟုတ်ရေခက်ခဲဒီလောက်လောက်ရေအုပ်ကန်လေးဗောနော်ရေကလည်းတက်တန်ရှင်ရှင်မဟုတ်ဘူးဟုတ်တော့တော်တော်ညစ်ထေးသေးဗောနော်အဲအဲ့လိုအနေထားအုပ်ကန်လေးတကံကို3000ကျွဲဟုတ်3000ကျွဲပတ်စံ3000ကျွဲပေးရအဲ့ဒါဒါရေအတက်မဟုတ်သေးဘူးချိုးလို့တော့မလွယ်ဘူးတဲ့ဟာမျိုးအဲ့တော့3ရေအနေနဲ့ဗောနော်အဲ့ဒါတော့မှ3000ကျွဲလောက်ပေးရအနေထားဖြစ်နေတယ်ပြီးတော့တောက်3ရေတောက်ရေအနေနဲ့ဆိုရင်ရေတန့်ကပ် ေတန်းကတ်တကတ်ကို၄တောင်ပေးနေရဟုတ်ပတ်စံ၄000ပေးနေရဒါတော့မှပဲဝင်ကျင်တိုင်းဝယ်လို့မရတဲ့အနေထားပေါ့နော်ပြီးတော့ဒီတန်ဃာတော်တွေပေါ့နော်ဒါတန်ဃာတော်တွေဆိုရင်အဲနာမကျန်းဖြစ်တာကြီးတော်တော်များတယ်ဟုတ်တော်တော်များတယ်အဲဘာဖြစ်လို့လဲဆိုတော့ဟိုဟိုဟာပေါ့နော်ဟိုမပြည့်မစုံတဲ့နေရတယ်ပေါ့နော်အဲအဆောင်နေအဆောက်အဦတွေကဒီလိုပြိုကျပြက်စီးသွားကြတဲ့အခါပြင်မာနေရတဲ့အခါ ဒါတာမန်လူတွေလိုအရက်သားပြည်တွေလိုလုံလုံချုံချုံပုံစံမျိုးလည်းရှိမနေဘူးရှိမနေအဲအဲ့တော့ကျတော့ဒါချင်ကြိုက်တာမျိုးတွေပုံများလာတယ်ဗောနော်ချင်ကြိုက်တာပြီးတော့နောက်ဆက်တဲ့ဒီဟိုယောဂတွေဗောနော်ဝမ်ယောဂဗောနော်ဝမ်ပြဲဝမ်ရှော့ဖြစ်တဲ့ယောဂမျိုးတွေလည်းဒါဖြစ်လာတယ်ဗောနော်အဒီတက်ပုံကြီးများမလာအောင်စေဝါတွေအစလည်းလိုအပ်တာတွေရှိလာတယ်ဗောနော်အဲပြီးတော့ဒါအဲကုလူသွားလာတဲ့အခါမှာဗောနော်အခက်ခဲရှိနေတာဖြစ်တဲ့အတွက်ချိုးခါတွေကရောက်ဖို့အတွက်ကြံ့ကြာနေရတယ်ရှိတယ်အဲအဲ့ဒါမျိုးတွေလည်းရှိတယ်ဗောနော်အဲအဲ့ဟာလေးလည်း ဒါနောက်ဆက်တွဲသိရတယ်ပေါ့နော်နောက်ဆုံးခြေနေလေးကိုပြောပြချင်းဖြစ်ပါတယ်နောက်တစ်ခုကအဲဒီလိုမျိုးဒုက္ခရောက်နေပါတယ်ဆိုမှပေါ့နော်ဟိုကိုကြိုးရှာပါတယ်ဆိုတဲ့အဖွဲတွေကလည်းရှိပြန်တော့ဟုတ်တယ်ရှိပြန်တော့ဟိုဆိုတော့ဒီကိုရပြီးပြီပေါ့ဒါထားပါတော့သဘောတူကတန်းစီပြီးတော့ကျွန်တော်တို့ဒါထမင်းပဲဖြစ်ပါဖြစ်ဝေလိုက်တယ်အရပြီးပြီပေါ့နော်ဟိုအားလုံးကတော့လောင်းကအောင်တော့လုံးမပေးနိုင်ဘူးပေါ့လေနော်ဒါပေမဲ့ကိုတယောက်တည်းရဖို့အတွက်ကိုအချိန်ချင်းခါခါ လာယူနေတဲ့ဟာမျိုးတွေလဲလဲပတ်ပြီးတော့ဗောနော်ဒီညာယူပြီးလဲဟိုညာသွားလဲဟိုအဲ့လိုမျိုးပုံစံမျိုးတွေလဲရှိတယ်ဆိုပြီးတော့သိရတယ်ဗောနော်အဓိကတော့ဒါအကုန်လုံးဒုက္ခရောက်နေတာချင်းအတူတူဗောနော်ဝေမျှပြီးပဲခုနလိုအာစားတော့အောင်မယ်သုံးဆွဲရမယ်ဆိုတော့အတိလေးတွေလဲရှိစေချင်တယ်ဗောနော်အဲ့လိုဟာမျိုးတွေလဲဒါအဲ့ဘက်မှာဖြစ်နေရရှိရဗောအဓိကတော့ဒါခက်ခဲမှုတွေကနောက်ဆက်တွဲတွေဗောနော်နောက်တစ်ခုကတော့ဓမြတိုက်တဲ့ဟာလေဟုတ်တယ်အဲ့ဒါတွေကတော်တော်ဆိုးလာဒီ ခက်ခက်ကာလကမကောင်းပါဘူးဒုက္ခဒုက္ခတွေရောက်နေပါလေဆိုတဲ့အချိန်ဒီမှာအနေထားမှာဒီလိုမျိုးပေါ့နော်သူများရဲ့ပိုင်ဆိုင်မှုအဖိုးတန်တဲ့ဟာမျိုးကိုလက်လွတ်စပယ်ပေါ့နော်အသက်အန္တရာယ်ရန်ရှာပြီးတော့ချင်းချောက်ပြီးတော့ယူကျင်တဲ့ကောင်မျိုးတွေရာလည်းအခုနောက်ပိုင်းတော်တော်လေးတွေ့လာရတယ်ပေါ့နော်အဲဥစ္စာတွေကိုလည်းမိဘပြည်သူတွေအနေနဲ့သိထားစေချင်တယ်အပြီးတော့ကြခုနလိုအပ်ချက်လေးဆိုရင်လည်းဒါကူမယ်လို့စဉ်းစားထားတယ်ဆိုရင်ဒါမျိုးဟာလေးတွေကိုထည့်ပြီးစဉ်းစားလို့ရအောင်အခုလိုပြောပြခြင်းဖြစ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်